မန္တလေးမြို့ပြည်ကြီးတကုံမြို့နယ်မှာစီတဲရင်မီလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မေလ17ရက်ညနေ3:28မိနစ်အချိန်ကပြည်ကြီးတကုံမြို့နယ်ကျွဲဆယ်ကန်ရှစ်လန်းချမ်းမြတာယာရက်ကွက်မှာရှိတဲ့ PDRP 80ဝင်းအတွင်း Nissan Diesel 7ကားစီတဲရင်ကနေ95စီကြံတွေကို plastic ကော်ဘွန်ကိုစီဖောက်ရာကနေတည်ငြိမ်သဘာဝလျှက်စစ်ဖြစ်ပြီးမီလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမိသက်ဌာနကတင်ပြရရှိပါတယ်။မီလောင်မှုကြောင့် Nissan Diesel 7ကားပေါက်ဆအလုံး Honda Fit ကအနောက်ဘေးထံမီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။မီးလောင်ရာကိုတပ်ဆိုင်ရာမီးသတ်စခန်းအသီးသီးကမီးငိမ့်တရင်၈စီ၊အုပ်ချုပ်မှုရင်၁စီ၊ရေတရင်၂စီ၊တန်တီတပ်ဖွဲ့ဝင်30ဦး၊အရန်တပ်ဖွဲ့ဝင်80ဦးတို့နဲ့တွားရောက်နှိမ့်သက်ခဲ့ရာညနေ3:38မိနစ်အချိန်မှာမီးထိန်ခဲ့ပြီးညနေ3:38မိနစ်အချိန်မှာမီးလုံးဝငြိမ်းခဲ့တယ်လို့သိရပါတယ်။မီးလောင်မှုနဲ့ပတ်သက်ပြီးပြည်ကြီးတကောမြို့နယ်မြို့မရဲစခန်းကရှင်မောင်းဖြစ်သူအသက်52နှစ်အရွယ်အမျိုးသားကိုပေါ့ 84မြင်းဆောင်185မြင်းဆောင်2025နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။